ဒီယာဒီပရီးမီးယားလိဂ်မှာတပွဲပြင်းမြရဲ့ဘောလုံးပိုင်ဆိုင်မှုအနေနဲ့39.800ခိုင်နှုန်းနဲ့အနည်းဆုံးအဆင့်20နေရာမှာရှိတယ်။ဒါအပြင်ကို successful pass ကလည်းတပွဲကို263.5နှစ်ချိန်နဲ့ပရီးမီးယားလိဂ်ရဲ့အနည်းဆုံးအဆင့်20ကအသင်း ဒါပေမဲ့အဲ့ဒီအသင်းကခုလက်ရှိလောလောဆယ်ပရီးမီးယားလိဂ်ရဲ့အဆင့်3နေရာမှာမန်ချက်စတာစီးတီးကို၄မှတ်ဖြတ်ပြီးမှရက်တည်နေပြီဒီရဒီမှာတို့လို့ရှိရင်လီဗာပူးအသင်းကိုရှုံးအောင်လှုပ်ထားနိုင်တဲ့တခုတည်းသောအသင်းနော့တယာဖောရက်စ်ကမင်းညာတော်ကမန်ချက်စတာစီးတီးကိုလည်း1-0ဆိုတဲ့ရလနဲ့အနိုင်ယူပြီးတော့မှအဆင့်3နေရာမှာမန်ချက်စတာစီးတီးကို၄မှတ်ဖြတ်ပြီးမှချန်ပီယံလိဂ်ဝင်ခွင့်အတွက်အလားအလာကောင်းသွားခဲ့ပြီဆိုတော့နော့တယာဖောရက်စ်ဒီရဒီမှာဘယ်လိုတွေဖြစ်နေတာလဲနော့တယာဖောရက်စ်ဘာကြောင့်မလို့ဒီလိုမျိုးအောင်မြင်ရတာလဲဆိုတဲ့အကြောင်းအရာတွေက ဒီနေ့ဒီဗီဒီယိုမှာအဓိက discuss လုပ်မယ့်အကြောင်းအရာတွေပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ intro လေးပြီးတော့လို့ရှိရင်စားလိုက်ကြရအောင် ီးမီးယားလိဂ်မှာဘေးရပလေးကိုရှော့ရှော့ထူးထူးမကစားဘူး။ဒါအပြင်ကို PPDA မှာဆိုလို့ရှိရင်လည်းအမြင့်ဆုံးအနေထားမှာမရှိဘူး။ High pressure လည်းမပေးဘူး။ဒီလိုအသင်းတစ်သင်းကပရီးမီးယားလိဂ်ရဲ့အဆင့်၃နေရာမှာယက်တည်နေတယ်ဆိုတာကတော်တော်လေးကိုမှစမ်းကြယ်တဲ့ကိစ္စလိုပဲပြောရလိမ့်မယ်။ပြီးသွားလို့ရှိရင်ဒီအသင်းကလည်းပရီးမီးယားလိဂ်မှာဂိုးသွင်းနိုင်ကောင်းအားဆိုလို့လည်း မကောင်းဘူး HG က35ပဲရှိတယ်ဒါတော့မှ Premier League အောက်ဆုံးအဆင့်15နေရာလောက်မှာရှိနေတာဆိုတော့ဒီလိုအသင်းတစ်သင်းက Premier League အဆင့်3မှာရပ်တည်နေတယ်ဆိုတော့တော်တော်လေးကိုမှစမ်းကြဲတဲ့ Miracle ကိစ္စလိုပဲပြောရလိမ့်မယ်ဆိုတော့ဒီအသင်းက Nottingham Forest, Nuno Santos အနေနဲ့ leading လုပ်ထားတဲ့အသင်းဒီအသင်းမှာအဓိကအားဖြင့် tactical approach ကတော်တော်လေးကိုမှ strong ဖြစ်တယ်လို့ပြောလို့ရတယ်သူတို့ရဲ့ tactical approach ကတော့အဓိကအဖြစ်နော် defense solidity ပဲ defense ကိုတော်တော်လေးကိုမှ solid ဖြစ်အောင်တည်ဆောက်ထားနိုင်တယ်အသင်းတသင်း structure အနေနဲ့အကောင်းဆုံးတည်ဆောက်ထားနိုင်တယ်သူတို့ရဲ့ကစားသွားတဲ့ defense ပိုင်းဆိုင်ရာကိုဒီမှာသလို့ရှင်တစ်ချက်တွေ့ရပါလိမ့်မယ် Manchester City ရဲ့ defense line မှာရှိနေတဲ့3 2 5ဆိုတော့ attacking phase တစ်ခုကိုတွေ့ရလိမ့်မယ်ဆိုတော့ okay အဲ့3 2 5မှာသလို့ရှင်နောက်တန်းမှာရှိနေတဲ့3ယောက်ကိုပဲဘောလုံးပေးကင်ထားတာကိုတွေ့ရလိမ့်မယ်ဆိုတော့ဒီလိုမျိုးဒီမှာသလို့ရှင်ဒီ full back ကစားသမားကမန်ချက်စတာစီးတီးရဲ့ဝင်ကာနောက်ကိုလိုက်ပြီးမှ press ပေးတယ်အဲ့ဒါအပြင်ကိုဒီမှာဘောလုံးကနောက်မှာရှိနေတဲ့၃ယောက်ကအေးစိစိကင်ဝင်ရတဲ့ချိန်မှာဆိုလို့ရှိရင်လေဒီမှာ pivot တဲမှာရှိနေတဲ့ကစားသမားတွေကိုဘောလုံးပေးလို့မရအောင်လို့ pressure ပေးထားတာကိုတွေ့ရလိမ့်မယ်ဆိုတော့ Nottingham Forest ရဲ့ကစားတဲ့ဟန်က442 defensive stand နဲ့တခါတည်းမှာဆိုလို့ရှိရင်လေ451ဖြစ်သွားတတ်တယ်သူတို့ရဲ့အဓိကအားဖြင့်ကဒီလိုနေရာမျိုးတွေ ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အာ cover shadowing နေပေးထားတာကိုတွေ့ရလိမ့်မယ်ဒီကစားသမားတွေစီကိုဘောလုံးပေးလို့မရတဲ့ချိန်မှာဆိုလို့ရှိရင် Manchester City အတွက်ပေးလို့ရတဲ့လမ်းကြောင်းကတခုတည်းပဲကျန်တော့တယ်အဲ့ဒါကပါလဲဆိုတော့ white area တွေကိုဘောလုံးပေးတာဆိုတော့ white area တွေကိုပဲ Manchester City အနေနဲ့တပွဲလုံးတိုင်းတာမှာဘောလုံးပေးတယ် white area ကကစားသမားကအတွင်းထဲကိုပြန်ပေးတယ်ဒီလိုနဲ့ပဲ Manchester City ကတပွဲလုံးတိုင်းတာမှာ Nottingham Forest ကိုမကြုံနိုင်မင်းနဲ့ Nottingham Forest ကဘလော့အတွင်းထဲကိုပဲအမြဲတမ်းနှိမ့်ပါးမှာရောက်သွားတာဆိုတော့ okay Nottingham Forest က defensive solidity က ဘာကြောင့်မလို့ဒီလိုတရရလဲဆိုတော့အဓိကပြင်သူတို့တိုက်ခိုက်ချင်တာက DS space ဒီ space ကိုတော့ကျွန်တော်တို့ဒီ progression area လို့သတ်မှတ်ကြရဒီ progression area မှာသူတို့အနေနဲ့အဲ counter attack ကိုအဲ့ဒီနေရာမှာစတင်တယ်လို့ပြောရလိမ့်မယ်ဥပမာပြင်ဒီနေသားမျိုးဒီနေသားမျိုးမှာတို့ရှင် Manchester City က Forest ကဒီ block ကြီးကိုမှထိုးဖောက်ဖို့အတွက်ကြိုးစားတယ်ဒီလိုကြိုးဖောက်ဖို့အတွက်ကြိုးစားတဲ့နေရာမှာ central zone ကနေတိုက်ခိုက်လို့မရအောင်ဆိုတော့ white area ကိုပို့ပြီးဆိုလို့ရှင်လဲဒီမှာတို့ရှင် Nottingham Forest ကစားသမားတွေက442ဆိုတဲ့ shape နဲ့အတူတူပဲ white area ဘက်ကိုလိုက်ရိမ့်နိုင်တယ် white area မှာကျွန်တော်တို့အဲ1 vs 1ဆိုတဲ့နေသားမျိုးရအောင် handle လုပ် ုံနိုင်တယ်ဟန်လေလုံနိုင်လို့ရှိရင် Manchester City ရဲ့အဓိကထားကတ်ထားမယ့်နေရာက pocket area ဆိုတော့ okay အဲ့ဒီရဲ့ pocket area ကိုတိုင်းခိုင်လို့မရအောင်လို့ Northern Forest ကဒီ442 shape မှာရှိနေတဲ့ကစားသမားတွေက handle လုပ်သွားတာကိုတွေ့ရလိမ့်မယ်ဒီမှာသလို့ရှင်တွေ့ရတဲ့အချိန်ဆိုတော့ okay ဒီမှာ pocket area လေးကိုပေးမှာကိုဂျားတွေကနေ intercept လုပ်တယ် intercept လုပ်ပြီးဆိုရင်တိုက်ခိုက်မဲ့ကစားသမားက counter တိုက်ခိုက်မဲ့ကစားသမား3ယောက်လောက်ရှိသွားတာကိုတွေ့ရလိမ့်မယ်ဒီ3ယောက်မှာသလို့ရှင်လေတကယ်ကိုအပြင်းပြန်တဲ့ကစားသမားတွေ ဖြစ်တာကိုတွေ့ရလိမ့်မယ်။ဥပမာပြင် Chris Paul ဆိုလို့ရှိရင် tapping တော်တော်လေးကောင်းတဲ့ကစားသမားတိုက်စစ်မှုလို့ပြောလို့ရတယ်။ Elan ကတော့ဒီလိုမျိုးအမြန်နှုံးကိုအားပြုတဲ့ကစားသမားရှိနေတဲ့အချိန်မှာဆိုချင် Northern Forest ကခန်းစစ်ကလည်းကောင်းနေတယ်။အဲကောင်တာကစားတာကလည်းမြန်နှုံးမြင့်ကစားသမားတွေရှိတယ်။အဲ့ဒီနေရာတခုမှာ Northern Forest ရဲ့အတင်းကဒါမျိုးဖြစ်နေတာကတော့ထူးဆန်းကျင်စရာမဟုတ်ဘူး။ Northern Forest ဒီရာဒီမှာဆိုလို့ရှိရင်ဂိုးသွင်းနှုံးထားကတားနေလို့ပြောလို့ရတယ်။ဥပမာပြင် Northern Forest အနေနဲ့ဒီမှာဆိုလို့ရှိရင်ချက်ချင်းတက်ပြီးကောင်တာပြန်စားတယ်။ကောင်တာစားတဲ့အချိန်မှာဆိုလို့ရှိရင်ဘောလုံးရတယ်။ယူရှင်းရှင်းပဲတယောက်တည်း dribble ဆွဲသွားတယ်ဆွဲသွားတဲ့ဘောလုံးကိုကန်သွင်းလိုက်တယ်ဂိုးသွားတယ်မန်ချက်စတာစီးတီးရှုံးသွားတယ် ဒါပဲရှင်းရှင်းလေးပဲရိုးရှင်းရှင်းနဲ့ defenses ကိုအဓိကအသာပေးတယ်ပြီးသွားလို့ရှိရင်တို့ရဲ့ tactical approach တွေမှာဆိုလို့ရှိရင် bear face ကိုရှော့ရှော့တွေတွေတွေမကစားဘူးဒါအပြင်ကိုကျွန်တော်တို့အဲ high pressing ပေးပြီးတော့မှလုံးဝ chaos playing တွေကစားနေရလဲမဟုတ်ဘူး defenses ကစားတယ်မတို့ progression ဆောင်ကနေပြီးတော့မှ counter ဆောက်ဖို့တက်ကြိုးစားမယ်ဒါပဲရိုးရှင်းရှင်းလေးပဲဆိုတော့ defenses defenses solidity တွေအတွက်အဓိကအသာပေးရမှာက center back ကစားသမားတွေတို့က defenses ကိုဥဆောင်ရမယ်ဒါအပြင်ကို defenses မှာဆိုလို့ရှိရင်အကောင်းဆုံး performance ပြရမယ်ကစားသမားတွေ အဓိကအဖြစ်တော့ Milan Covid နဲ့ Morillo ဒီကစားသမားနှစ်ယောက်က Nottingham Forest အသင်းကိုရောက်လာတာကတနှစ်ချားပဲกว่าလေဆိုတော့ Milan Covid ဆိုလို့ရှိရင်ဒီယာဒီမာ Fiorentina ကနေ Euro 12.3တန်းနဲ့ရောက်လာတာဒါအပြင်ကိုကျွန်တော်တို့ Morillo ဆိုလို့ရှိရင်လည်းပြီးခဲ့တဲ့ယာဒီက Euro 17တန်းနဲ့ Corinthians ကနေရောက်လာတာဆိုတော့ ကစားသမား transfer တွေက Northern Forest ကိုဒီရာသီမှာဒါမျိုးဖြစ်စေတယ်ဆိုတာကတော့အများကြီးပြောကြလို့လိမ့်မယ်လို့မထင်ဘူး။ဒါအပြင်ကို Northern Forest ဒီရာသီမှာဒါမျိုး performance ပြနေရတဲ့အဓိကအကြောင်းအရင်းက key player တွေရဲ့ performance တွေလည်းအများကြီးပါဝင်နေ။ဥပမာအပြင်နောက်တန်းမှာရှိနေတဲ့ center back အတွဲဖြစ်တဲ့ Milan Kovic နဲ့ Morillo ။ Morillo ကအဓိကပြင် ground jewel ကိုအသားပေးပြီးတော့မှ Milan Kovic ကတော့ area jewel ကိုအသားပေးတယ်။ Milan Kovic ကဒီရာသီမှာသလို့ရှိရင် area jewel win rate က81.300ခိုင်နှုန်းနဲ့ Premier League မှာစတုထမြောက်အကောင်ဆုံးသောကစားသမားပဲ။ဒါအပြင် ကို Murray လို့ Murray လို့ဆိုလို့ရှိရင် ground truth ရဲ့ဒီမှာဆိုလို့ရှိရင် ဘလော့လုတ်တဲ့နှုံထားက58ကြိမ်နဲ့ပရီးမီးယားလိဂ်မှာအများဆုံးဖြစ်တယ်။ clearance မှာဆိုလို့ရှိရင်လည်း186ကြိမ်နဲ့ပရီးမီးယားလိဂ်ရဲ့ဒုတိယအများဆုံးကစားသမားဖြစ်တယ်။ဆိုတော့ ground နဲ့ jewel net ကိုကစားသမား center back ကစားသမား၂ယောက်ကတယောက်ချင်းစီ individually ရခွဲဝေထားတာကိုတွေ့ရလိမ့်မယ်။ဒီလိုမျိုးခိုင်မာတဲ့အတွက်ကြောင့်မို့ Northern Forest ကဒီရဒီမှာဆိုလို့ရှိရင် clean sheet 17ကြိမ်ရထားတယ်။ကိုသမားအနေနဲ့ဆိုလို့ရှိရင်လည်း sell sell ဆိုလို့ရှိရင်လည်း save percentage က84.200ခိုင်နှုန်းတော့ရှိတယ်။တော်တော်လေးများတဲ့ပမာဏမျိုးပဲ။ဆိုတော့ key player တွေမှာဆိုလို့ရှိ င်လဲခရစ်ဆိုတကယ်ကိုမှထပ်ပင်နဲ့တတရာလေးသွင်းယူနိုင်တဲ့ကစားသမားမျိုးရှိနေတယ်ဆို key player performance တင်မှာဆိုလို့ရှင်လဲ Notre Forest ကကောင်းမွန်နေတာကိုတရားလိုက်ပြီဆိုပြီးခဲ့တဲ့ရာသီတန်းစင်းဆောင်မှာရုန်းကန်နေရတဲ့အသင်းတစ်သင်းကဒီရာသီအဆင့်3နေရာမှာမြင်ရတာကတော်တော်လေးကိုမှအာထူးခြားစမ်းကြဲ့တယ်လို့ပြောရလိမ့်မယ် Notre Forest ရဲ့ Premier League ရည်တည်မှုကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်2023မှာဆိုလို့ရှင်ရယ်လဲ Steve Cooper လက်ထက်မှာဆိုလို့ရှိရင်ဆက်6နဲ့ပြီးခဲ့တယ်ပြီးခဲ့တဲ့ရာသီ Nuno Santos 18နဲ့ပြီးခဲ့တယ်တန်းတင်ကြံရက်တယ်ဆိုရင်လေးကြံရစ်ခဲ့တာဒီရာသီမှာအဆင့်3ဆို မရကယ်ပဲဒါပေမဲ့ဓာရီအားလုံးရဲ့အစက2000ထဲမှ18ခုနှစ်မှာစတင်တယ်2000ထဲမှ18ခုနှစ်မှာဆိုလို့ရှိရင် Nottingham Forest ကို Greek လူမျိုးတန်းကြွယ်တထေးဖြစ်တဲ့ Marina Kiss ကဝယ်ယူနိုင်ခဲ့တယ်အဲ့ဒါလို့ဝယ်ယူတဲ့အချိန်မှာဆိုလို့ရှိရင် Nottingham Forest အနေနဲ့အဲ့ဒီအချိန်မှာတုန်းက2019မှာတုန်းကအကျွေးတန်း100လောက်ရှိနေတယ်ဒါပြင်ကို Championship မှာပဲကျင်လည်နေရတာကျွန်တော်တို့ဒုတိယတန်းစားလီမှာပဲကောင်းကောင်းကျင်လည်နေရတဲ့အတင်ဒါပြင်ကိုအကျွေးတန်း100ဆိုတော့အဲ့ဒီအနေထားတစ်ခုမှာ Marina Kiss အနေနဲ့မေလ16ရက်နေ့2000ထဲမှ19မှာဆိုလို့ရှိရင်စတင်ပြီးတော့ မှာ Northern Forest ကိုဝယ်ယူလိုက်တယ်။ဝယ်ယူလိုက်ပြီးတဲ့အချိန်မှာပဲသူ့အနေနဲ့ Northern Forest ကို invest တွေလုပ်တယ်။ invest လုပ်တယ်ဆိုတဲ့နေရာမှာလဲကတန်းကရံ PPO ဆိုပြီးပတ်စံထုတ်ပေးတာမဟုတ်ဘူးနဲ့တည်တည်ဆတ်ဆတ်တဆင့်ချင်းစီကိုနှစ်ရှည် plan နဲ့ invest လုပ်ပြီးတယ်လို့ပြောလို့ရတယ်။2018ကနေပြီးတော့မှလက်ရှိအချိန်ကြီးတောင်မှ Northern Forest အပေါ်မှာသူ့အနေနဲ့တန်း250ထိကိုရင်းနှီးထားတယ်။ဒီလိုတန်း250ရင်းနှီးထားတဲ့အနေထားမှာဆိုလို့ရှိရင်လဲသူ့အနေနဲ့ loans တွေကို share အဖြစ်နဲ့ပြန်ပြောင်းလိုက်တာပြောချင်တာကပါလဲဆိုတော့ Northern Forest ကိုသူ့ဝယ်တော့ကတန်း50ပေးရတယ်။ဆိုတော့ okay အဲ့တန်း50ဆိုလို့ရှိရင် ော်တယ်ဖော့စ်ကသူ့ကိုတန်း90ပေးဖို့ကြွေးတင်နေရပဲဆိုပါတော့သူကပတ်စံဒါရိုက်ချီရမဟုတ်လို့ရှိရင်ဆိုတော့အဲ့မှာနော်တယ်ဖော့ရက်ကနေပြီးတော့မှနော်တယ်ဖော့ရက်အတင်းကိုသူကနေပြီးတော့မှရပြီမင်းအဲ့တန်း90မယူနဲ့တော့ရောက်မင်းက Club Investment နေနဲ့ 25တန်းဆို25တန်းအဲ့ဒါလိုမျိုးပြန်ပြီးနေတာဆိုတော့အဲ့ဒါလိုမျိုး club ပေါ်မှာ invest လုပ်ပြီးတော့မှတဆင်ချင်းစီသွားတယ်တဆင်ချင်းစီသွားတယ်ဆိုတဲ့နေရာမှာလည်းရှင်းလင်းအောင်ပြောရမယ်ဆိုလို့ရှိရင်သူတို့အနေနဲ့ Nottingham Forest အသင်းကိုစစချင်း2018-19မှာဆိုလို့ရှိရင် club က training ground ကြီးဒီ city ground ပေါ့နော်သူတို့ရဲ့အိမ်ခွေးဖြစ်တဲ့ city ground ကို invest redevelop လုပ်တာဒီအဲ့ဒါအပြင်ကိုကျွန်တော်တို့သူတို့ရဲ့ academy ဖြစ်တဲ့ Needle Dotty Academy ကိုလည်းညှင့်တင်တယ်ဒီလိုပုံစံမျိုးနဲ့2018ခုနှစ်မှာဆိုလို့ရှိရင်စစချင်းသူ ဲ့ take over စတဲ့အချိန်မှာတို့ရှိအရင်ဆုံးအောက်စီကနေစပြီးမှပြင်တယ်လို့ပြောရလိမ့်မယ်အဲသူတို့ရဲ့ city ground ကိုပြင်ဖို့တန်း90ထီအောင်ပတ်စံထုတ်ပေးခဲ့တယ်အဲ့ဒါပြီးရဲ့အချိန်မှာ management 2000ထဲမှာ20ကနေစပြီးမှသူ့အနေနဲ့ premier league ကို focus ထားဖို့အတွက်လုပ်တယ်ဒါပေမဲ့သူ့ရဲ့ management နေအားလုံးကိုပြောင်းလဲနေတာ2018 19မှာကလေးက management level တွေအားလုံးကိုပြောင်းလဲတယ်ပြောင်းလဲပြီးရဲ့အချိန်မှာ2020မှာတို့ရှိရင်သူတို့ရဲ့ youth academy ကိုအသာပေးပြီးမှ premier league ကိုတန်းတက်ဖို့အတွက်စူးစမ်းတယ်စူးစမ်းပြီးတဲ့အချိန်မှာတို့ရှိရင်2022 23မှာတော့ premier league ကိုတန်းတက်ခွင့်ရရှိသွားခဲ့ တယ်2022 23မှာစတင်မျိုးမှာပရီးမီးယားလီဂ်မှာကစားရတယ်ပေါ့ဆိုတော့ဒါက23နှစ်အတွင်းမှာပထမအောင်ဆုံးသောအချိန်နဲ့ Nottingham Forest ကစတင်ပြီးတန်တက်ခွင့်ရတာပဲပရီးမီးယားလီဂ်ကိုတန်တက်ခွင့်ရတဲ့အချိန်မှာ Steve Cooper နဲ့တန်တက်ရတယ်ဒါပေမဲ့ Steve Cooper ကပရီးမီးယားလီဂ်မှာအဆင်မပြေတဲ့အချိန်မှာတော့ Steve Cooper ကိုထုတ်ပေးပြီးတော့မှကျွန်တော်တို့ Nuno Santos ကိုနှိပြဖြစ်နေခန့်အပ်ခဲ့တယ်ဆိုတော့စတင်ကြတဲ့ကစနစ်တကျနဲ့ ပတ်စံသုံးတယ်ဒါအပြင်ကို management ပါဆိုလို့ရှင်လဲပြက်ပြက်သားသားနဲ့လုပ်တယ်သူစတင်ပြီးတော့မှအတင်းကိုကင်တွေတဲ့အချိန်ကတည်းကနီးပြအားလုံးပေါ့လက်ရှိ Nuno Santos ပါအပါဝင်ဆိုလို့ရှင်6ရောက်တိတိရှိတယ်အဆင်မပြေဘူးလို့သူခံစားရပြီးအဆင်မပြေဘူးဆိုတာကို club မှာ sense ရနေပြီဆိုတော့ねချက်ချင်းတမ်းပြီးပြောင်းလဲတယ်ဆိုတော့2000ထဲမှာစက်ခွန်မှာကတည်းကနေလက်ရှိအချိန်ထိဆိုလို့ရှင်တောင်းမှ9နှစ်အတွင်းမှာအဲအတင်းတင်းကတန်းတက်လာတာဆိုတော့ဒါကြီးဟို သူ့ရဲ့စနစ်တကျသုံးနိုင်မှုဒါအပြင်ကိုစနစ်တကျ management level ကိုပြနေရပဲဖြစ်တယ်။ Okay သူကဘာလို့အဲ့ဒါလို့လုံနိုင်တာလဲဆိုတော့တိကျတယ်ဘာလို့ဆိုတော့အတွေ့အကြုံရှိလို့ Greek club ဖြစ်တဲ့ကျွန်တော်တို့ Olympic coast ကို900ဒီဆက် league champion ဖြစ်အောင်လို့2000ထဲမှာ10ဆက်တိကနေစတင်ပြီးတော့မှလုံနိုင်ခဲ့တယ်အဲ့ဒါအပြင်ကိုပြီးခဲ့တဲ့ရာသီမှာတုန်းကဆိုလို့ရှင်လေ Olympic coast က conference league ကိုရရှိခဲ့တယ်ဆိုတော့ ဒါကဂရိကလပ်အသင်းတမိုင်းတခြားမှာပထမဆုံးတော့အကြိမ်အနေနဲ့ယူရိုဖလားကိုရတာဂရိအသင်းတွေကဘယ်အသင်းမှဥရောပဖလားကိုမရခဲ့ဘူး။ Olympic Coast ကပထမဆုံးပဲ။ဆိုတော့ဒီလိုမျိုးအတွေ့အကြုံရှိတဲ့ club ပိုင်ရှင်တယောက်ရှိသွားတဲ့အချိန်မှာ Nottingham Forest အသင်းတွေနဲ့နီးပြကောင်တယောက်နဲ့တွေ့ဆုံလာတဲ့အချိန်မှာသူတို့ချင်းဒါမျိုးပုံစံအကောင်းမွန်ဆုံးလုပ်ပြနေရပဲဖြစ်တယ်။ဒီရာသီ Premier League မှာအဆင့်3နဲ့အတူတူပဲ။နောက်ရာသီ Champion League မှာ Nottingham Forest ကိုပြန်မြင်ရမလားဆိုတာကတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဆိုတော့ဒါက Nottingham Forest ဒီရာသီမှာဘာကြောင့်မလို့ဒီလောက်ကောင်းနေရတာလဲ ဆိုတဲ့အကြောင်းအရာကိုအဓိက key factor တွေစီးပြီးတော့မှပြောသွားဖြစ်ပါတယ်အဲ tactical approach ကောင်းတယ်ဒါအပြင်ကို key player တွေက performance ပြနိုင်တယ်ဝယ်ယူတဲ့ကစားသမားတွေကမှန်ကန်တယ်အဲ့ဒါအပြင်ကို club owner ရဲ့ investment နဲ့ management skill တွေက Nottingham Forest ကိုဒီလိုအနေထားမျိုးရောက်ရှိစေတာပဲဖြစ်ပါတယ်